2025ခုနှစ်မတ်လ24ရက်နေ့ကနေ30ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးပါမယ်။ယခုတစ်ပတ်အတွင်းမိုးအခြေအနေမှာတော့စကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာအချိန်ကာမဟုတ်နေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအပြားတာယာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာ 24ရက်နဲ့25ရက်နေ့တွေမှာအပူချိန်အနည်းငယ်ပြန်လည်လျော့ချလာပြီးကြံရက်တွေမှာတော့ပုံမှန်အပူချိန်ထက်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။နေ့လိုက်တစ်ပတ်စာမိုးလေဝသအခြေအနေများကိုဆက်လက်တင်ပြသွားပါမယ်။မတ်လ24ရက်နေ့အတွက်မိုးလေဝသကမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်တွင်အများအပြားတာယာနိုင်ပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အထင်အင့်ဖြစ်ထွန်းနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသရုပ်ပတ်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေစိမ့်ပိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေးရုပ်ပတ်မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို9မိုင်ကနေစိမ့်ပိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချီနေမှာတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့ဘက်မှာ နေရာကွက်ကြားမိုးတချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှအများအပြင်းတာယာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာအပူချိန်အနည်းငယ်ပြန်လည်လျော့ချလာနိုင်ပါတယ်။မြူချိန်တွေကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနနက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။ မတ်လ25ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်တွင်အများအားဖြင့်တားရနိုင်ပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှာလှိုင်းအထင်အထင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေးရူပတ်မှာလေဟာအရှိအရှိတောင်ဘက်ကနေ တနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့ဘက်မှာတော့တိမ်အသင်တင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာအပူချိန်အနည်းငယ်ပြန်လည်လျော့ကျလာနိုင်ပါတယ်။ မြူးချင်းနေမှာတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်တို့ဘက်မှာနက်နက်ပိုင်းမြူးများထူထပ်စွာကျဆင်းနိုင်ပါတယ်။မတ်လ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပ်ပလီပင်လယ်ပြင်တွင်အများအပြားသားရနိုင်ပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့ဘက်မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းနဲ့ရခိုင်ကမ်းရိုးတန်းတို့ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေ တနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။မြဝချွမော့ဒေတာများနဲ့မုတ်တမခွေရုဘက်မှလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်မှလှိုင်းအတင်းတင်းရှိနိုင်ပါတယ်။မိုးအချိန်ဒီမှာတော့ကချင်ပြည်နယ်မှာတိမ်အတင်းတင်းဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေတာကြီးနဲ့ပြည်နယ်တို့ဘက်မှာတော့အများအပြားတာယာနိုင်ပါတယ်။နေ့ပူချိန်မှာတော့မြန်မာနိုင်ငံဒေတာအချို့မှာ ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူအခြေအနေမှာတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မုံပြည်နယ်တို့ဘက်မှနံနက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။မတ်လ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်သင့်တင့်ဖြစ်ထွန်းနိုင်ပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မြဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးရိုးဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုစေမိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့မွန်ပြည်နယ်ဘက်မှာတိမ်အထင်တင်ဖြစ်ထွားနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှာအများအားဖြင့်တာယာနိုင်ပါတယ်။နေ့ပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ မြူချင်းဒီမှာတော့တနင်္သာရီတိုင်းဒေသကြီးတချင်းပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနက်နက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။မတ်လ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တွင်တိမ်အထင်တင့်မှတိမ်ထူတတ်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေမှာတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြို့ဝကျွန်းပေါ်ဒေသများနဲ့မုတ်တမခွေးတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှာတော့တိမ်အသင်တင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။ နေအပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချိန်တွေမှာတော့ရန်ကုန်တိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှာနံနက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။မတ်လ29ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အလယ်ပိုင်းတို့ဘက်မှာ တိန်အသင့်တက်မှတိန်တူတက်နိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ချန်ပင်ကလားပင်လယ်အော်ရူပမှာအများအားဖြင့်တာယာနိုင်ပါတယ်။ပင်လယ်ပြင်ခြေနေတွေကတော့တနင်္သာရီကမ်းရိုးတန်း၊ရခိုင်ကမ်းရိုးတန်း၊မြို့ဝကျွန်းပေါ်ဒေသများနဲ့မုဒ္ဒမာခွေးရူပမှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှာလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးခြေနေတွေကတော့ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ဘက်မှာနေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့ဘက်မှာတော့ တိမ်အသင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ဘက်မှအများအားဖြင့်တာယာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသအချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချိန်တွေကတော့တနင်္သာရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနက်နက်ပိုင်းမြူများထူထပ်စွာကျဆင်းနိုင်ပါတယ်။ မတ်လ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနုဘက်မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်ဘက်မှာတော့အများအားဖြင့်တာယာနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းမြဝကျွန်းပေါ်ဒေသများနဲ့မုတ်တမကွေးရုဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနာယီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအင်းငယ်မှလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့ဘက်မှနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းဒေသကြီးဘက်မှာတော့တိမ်တင့်တင့်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့ဘက်မှာအများအပြားတာယာနိုင်ပါတယ်။နေပူချိန်ကတော့မြန်မာနိုင်ငံဒေသအချို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချီနေကတော့စကိုင်းတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဘက်မှနံနက်ပိုင်းမြူများထူထပ်စွာကြာဆင်းနိုင်ပါ रे ခင်ဗျာ။